ဒီဘက်ကမိဘတွေကကြတော့အဲ့လိုမျိုး right brain left brain development တွေပါတယ်ကြတယ်ပြီးတော့အဲ့လို rapid အဲ training တွေပေါ့လေအဲ့လိုခေါ်လာမသိဘူးကျွန်တော်ဘယ်လိုခေါ်လဲမသိရဘူးလို့လေကက်တီကိုမြင်း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 ပြတဲ့ဟာမျိုးလေးတွေဆိုလို့ရှိရင်ဟိုစိတ်ဝင်စားလိုက်ဟာကိုတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကအဲ့ဒီမြန်မာ parenting ဆိုတဲ့ Facebook group channel လေးကိုကျွန်တော်လိုက်လေ့လာနေတယ်ပြောဆရာရင်ပြောတဲ့နေရာမှာ behaviors behavior ကိုလေ့လာတာမျိုးတွေ့ဖို့ပါတယ်တဲ့အဲ့ဒါတွေကဘယ်လိုလေ့လာရမလဲနောက်ဆုံးအပေါ်လုံးကိုချုပ်ပြီးတော့ဘယ်လိုရေရှည်မျိုးဘယ်လိုရေရှည် run ရမလဲပြောပြပါအောင်ဆိုပြီးတော့မေးထားတာပါ parent behavior ကကြတော့ကျွန်တော်ကတော့ဘယ်အနေလေ့လာလဲဆိုတော့လေမြန်မာ parenting အဲ group တစ်ခုကြည့်ရကျွန်တော်အဲ့တွေကနေယူတော့တော့ပေါ့ပေါ့ပြဖတ်ဆိုတော့ဟို yeah ဒီဘက်ကလူမိဘတွေဟောကျွန်တော်တို့ရွယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ကောင်းရှိတယ် ကျွန်တော်နှောင်းရဲ့ပြီးပါလားဆိုတော့အဲဒီဘက်ကမိဘတွေကကြာတော့အဲ့လိုမျိုး right brain left brain development တွေပါတယ်ကြတယ်ပြီးတော့အဲ့လို rapid အဲ training တွေပေါ့လေအဲ့လိုခေါ်လာမသိဘူးကျွန်တော်ဘယ်လိုခေါ်လဲမသိဘူးကျွန်တော်လေကက်တီကိုမြင်း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 ပြတဲ့ဟာမျိုးလေးတွေဆိုလို့ရှိရင်ဟိုစိတ်ဝင်စားလိုက်ဟာတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေအကုန်လုံးကအဲ့ဒီ Myanmar parenting ဆိုတဲ့ Facebook group ထဲလေးကျွန်တော်လိုက်လေ့လာနေအဲ့တော့ဘယ်လောက်အသက်အရွယ်နဲ့ဘယ်လောက်အသက်အရွယ်ဆိုလို့ရှိရင်ဥမာ အဲဒီကျမကလေးနှုတ်မနှုတ်မဆိုးရောလို့ဘာလို့ရမလဲပြောပြောပါဦးအဲကျမကလေးကြောင်းမတက်ချင်လို့ဘာလို့ရပြောပါဦးကျမကလေး3 3တန်းရှိပြီဘာဖြစ်လို့ကျမကလေး6တန်းရှိပြီဘာဖြစ်လို့အဲ့တော့ဟိုဟိုကလေးအရွယ်နဲ့တိုင်းနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီမြန်မာ family group ထဲမှာဟိုအမေရိအဖေအနေနဲ့အဓိကအမေရိပါပဲအမေရိပဲစိတ်ပူတာဟိုအဓိက right ဆိုတော့အမေရိကလာပြီးမေးရချိန်မှာအဲ့အမေရိရဲ့ behavior ကိုကျွန်တော်အမှအများကြီးလေ့လာရတယ်ဆိုတော့အဲ့အဲ့ဒီကနေပြီးတော့မှကျွန်တော်အဓိကဟိုသိရတာပေါ့လေ